မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ18ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNL ကသိမ်းပိုက်ထားတဲ့နောင်ချုံမြို့ကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်ရမှာပါဝင်ခဲ့တဲ့ အကြမ်းဖက်စစ်ခွေးတပ်ဘက်ကအရာရှိနဲ့စစ်ခွေးများကိုအကြမ်းဖက်စစ်ကောင်စီကယာရူတိုးအဆင့်တိုးနဲ့စွန့်ဝင်များချင်းမြန်ရန်စီစဉ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်ခွေးတပ်ကမေလကစတင်ပြီးတော့နောင်ချုံမြို့ကိုအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်ခဲ့ပြီးဇွန်လ15ရက်နေ့မှာမြို့တော်ဧရိယာများကိုအပိသက်ပြန်လည်သိမ်းယူခဲ့ရာနောင်ချုံပြန်လည်သိမ်းပိုင်နိုင်ရေးတိုက်ပွဲမှာဥဆောင်ပါဝင်ခဲ့တဲ့ကာဆတ်ထမူဒုဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးကစတင်ပြီးတော့အရာရှိများနဲ့စစ်သားများအလုံးကိုစစ်ခွေးတပ်ကစုချင်းမြန်ရန်ပြင်ဆင်နေတယ်လို့သိရပါဗျာ။ ်နောက်ချိုးကိုတင်းရမှာပါရှိတဲ့အရာရှိစစ်တီစရင်တွေလုံနေပါတဲ့အဲ့ဒါကအဲ့ဒီလူတွေကိုအစင်တိုးယာတူးတိုးနဲ့စုငွေတွေပါချင်းမြင့်မယ်တိုက်ပွဲမှာတိုက်ရင်းနဲ့သေသွားတဲ့သူတချို့ကတော့သူရဲကောင်းတစိတ်တွေပါရရမယ်လို့သိရတယ်လို့ဒေဗီတော်စစ်ဘက်သတင်းရင်းမြစ်ကပြောပြထားပါတယ်။ဒါအပြင်နောက်ချုံမြို့ကိုတိုက်ခိုက်ရမှာအုံပြုတ်ခဲ့တဲ့စစ်ဗျူဟာကိုလည်းအခြားသောမြို့များကိုပြန်လည်တိုက်ခိုက်ရမှာအုံပြုတ်ရန် စစ်တပ်ထိပ်ပိုင်းကစိတ်ဝင်စားနေပြီးတော့အခြားသောနေမြေများပြန်လည်သိမ်းပိုက်ရမှာကာဆာထမူဒုဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးကိုပဲဥဆောင်ခိုင်းခြင်းအတွေ့အကြုံများပြန်လည်မျှဝေခြင်းများကိုလှုပ်ဆောင်ခိုင်းရန်စီစဉ်နေတယ်လို့သိရပါတယ်နောင်ချုံမြို့ကိုလက်လွတ်လိုက်ရတဲ့တီအန်နာလီကတော့နောင်ချုံမြို့ပေါ်မှာရှိတဲ့တီအန်နာလီရဲ့ရပ်ဘက်ဆိုင်ရာစီမံအုပ်ချုပ်ရေးရုံးများကိုလုံခြုံတဲ့နေရာကိုပြောင်းရွှေ့ထားပြီးတော့နောင်ချုံတိုက်ပွဲများဆက်လက်ပြင်းထန်နေမှာဖြစ်တယ်လို့မင်းကသတိပေးကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။မေလာကစတင်ခဲ့တဲ့စစ်ခွေးတိုက်ရဲ့ပြင်းထန်တဲ့ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေရပြီးမြို့စီမံအုပ်ချုပ်ရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်ရန်ခက်ခဲလာတဲ့အတွက်ဇူလိုင်လ15ရက်နေ့မှာ PSLF TNL အနေနဲ့နောက်ထုံမြို့ပေါ်မှာရှိတဲ့အရက်ဘတ်ဆိုင်ရာစီမံအုပ်ချုပ်ရေးရုံးလုပ်ငန်းများကိုအခြားလုံခြုံတဲ့နေရာကိုပြောင်းရွှေ့ကလူမှုဝန်ဆောင်မှုလုပ်ငန်းများကိုဆက်လက်ဆောင်ရွက်နိုင်ရန်ပြုလုပ်ထားတယ်လို့ TNL ရဲ့ကြေညာချက်မှာဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မြောက်ပြည်မြို့တောင်ပံမြန်မာထိုင်းနယ်စပ်မှာစစ်တပ်ရဲ့နှစ်ခုတည်းကျန်တဲ့စခန်းတွေကတီတဲလေကာကင်းစခန်းကိုမကြောက်အောင်စစ်ခွေးတပ်ကမနေ့ကညနေပိုင်းမှာတိုက်လေရင်နဲ့ဘုံကျဲခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ16ရက်နေ့ညနေပိုင်းမှာထိုင်းစံတော်ချိန်6:00 5မိနစ်နဲ့6:20မိနစ်ဝန်းကျင်မြန်မာအချိန်ညနေ9:35မိနစ်နဲ့9:50မိနစ်ဝန်းကျင်မှာ ရုရှားနိုင်ငံထုတ် YAK 130တိုက်လေယာဉ်နဲ့တော်လိုင်းတပ်တွေရှိမဲ့ထင်းတဲ့နေရာတွေကိုဘုံနှလုံးကျဲချရမှာရုရှားနိုင်ငံထုတ် YAK 130တိုက်လေယာဉ်နဲ့တော်လိုင်းတပ်တွေရှိမဲ့ထင်းတဲ့နေရာတွေကိုဘုံနှလုံးကျဲချခဲ့တယ်လို့နေဆက်ကစီရေးအခြေအနေတွေကိုဖော်ပြပေးနေတယ်။ AD Chiradet ကရုတ်တံမှတ်တမ်းနဲ့တကွဖော်ပြထားပါတယ်။ဘုံကျဲမှုကြောင့်ထိခိုက်ဒဏ်ရာရရှိမှု ရှိမရှိကိုတော့မသိရသေးဘူးလို့ပြောပါတယ်။စစ်တပ်ရဲ့အခိုင်အမာစခန်းဖြစ်တဲ့ ဥက္ကဋ္ဌစခန်းကို KNL နဲ့ PDF စတဲ့တပ်ပေါင်းစုကဇူလိုင်လ12ရက်နေ့မှာတိမ့်ပတ်ခဲ့ပြီးတော့ကြံနေတဲ့စခန်းတစ်ခုကိုလည်းဆက်လက်ပြီးတော့တိုက်ခိုက်နေတယ်လို့သိရပါဗျ။စစ်ခွေးတပ်ကလည်းဝေါ်လီဗျူဟာနဲ့ တည်သေးလေကာကင်းစခန်းမကြောက်အောင်လေးချောင်းကနေဘုံကျဲတယ်လို့ဇူလိုင်လ17ရက်နေ့မှာကာမီကာစီအသေးကန် drone နေနဲ့လဲဘုံကျဲခုခံခဲ့တယ်လို့ထိုင်းနယ်စပ်ကသတင်းတွေကိုဖော်ပြပေးနေတယ်။ Khaosot နဲ့ AEC News တို့ကဖော်ပြခဲ့ကြပါတယ်။ Wallet view ဟာနဲ့တည်သေးလေစခန်းတွေကိုတော်လိုင်းတက်တွေကပိတ်ဆို့ဖြတ်တောက်ထားတာကြောင့်မြေပြင်ကစစ်ကူနဲ့ရိတ်ခါတွေပို့လို့မရပါဘူး။ဒါကြောင့်စစ်ခွေးတပ်ကခဲရနဲ့ရိတ်ခါလို့ယူဆရတဲ့အထုပ်တွေကိုလေရင်ပေါ်ကနေပြီးတော့ချပေးနေတာကိုတွေ့ရပါတယ်။ ဇွန်လ17ရက်နေ့မှာတော့ FFD drone တပ်ဖွဲ့နဲ့ KNLA drone တပ်ဖွဲ့တို့က drone နဲ့ wallet view ဟာကလက်နက်တိုးလောင်ယုံကိုဘုံကျဲခဲ့လို့ကြီးမားတဲ့ပောက်ကွဲမှုကြီးဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ KNU ရဲ့စီရေးသတင်းရင်းမြစ်တချို့ကတော့ကြံနေတဲ့စခန်းတစ်ခုကိုလည်းအပိတ်တက်ခိုက်သိမ့်ပိုင်မယ်လို့ပြောကြားထားပါတယ်။နယ်စပ်မှာရှိတဲ့တိုက်ပွဲတွေကြောင့်ဒေသခံပြည်သူ320ကျော်ဟာထိုင်းနိုင်ငံဘက်ခြမ်းကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ထိုင်းမီဒီယာအချို့ကဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာနေ့တိုင်းကော်တောင်းမြို့နယ်ပင်လယ်ပြင်မှာငါးခိုးဖမ်းနေတဲ့စစ်ခွေးလက်အောက်ခံပြည်သူ့စစ်အဖွဲ့ရဲ့လေမြားကို ရေးတဲ့စခန်းမှုကလေတစည်းကိုထိုင်းဘတ်ငွေ2သိန်းလက်ငွေရယူပြီးတော့ပြန်လွတ်ပေးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုနှစ်မေလ9ရက်နေ့ည10:00နာရီအချိန်မှာတနင်္လာရီတိုင်းကော်တောင်းမြို့နယ်ကြောင်မီသားစုအရှိမြောက်ဘက်ပင်လယ်ပြင်မှာရှက်ခရုများကိုခိုးဖမ်းနေတဲ့လေနက်စည်းကိုတွေ့ရှိခဲ့ပြီးတော့အဲ့ဒီလေနက်စည်းဟာစစ်ခွေးလက်အောက်ခံဟန်တာဝရီပြန်လည်ထူထောင်ရေးပါတီမွန်ငိမ့်ညာရေးအဖွဲ့ရဲ့ခွင့်ပြုချက်နဲ့လောက်ကင်နေတဲ့လေများဖြစ်တာကိုစစ်စစ်တွေ့ရှိခဲ့ရတယ်လို့သိရပါဗျ။အဲ့ဒီလေများကို စစ်ခွေးရဲ့ရေဓာတ်ကလက်ငွေရယူပြီးတော့ငားလုံငန်းဦးစီးဌာနထံကိုအနှံပြီးပြန်လွတ်ပေးလိုက်တယ်လို့သိရပါတယ်။စစ်ကောင်စီရဲ့ရေဓာတ်ကလက်ငွေယူပြီးတော့ပင်လယ်ပြင်မှာငားခိုးဖမ်းခွင့်တွေပြုနေတယ်လို့သိရပါတယ်။ကော့တောင်းမြို့ဇာထက်ကြီးရေဓာတ်စခန်းမှုကတရားမဝင်ရှက်ဆွဲတဲ့လှေလေးစီးကိုဒစီးကိုပန်းငွေနှစ်သိန်းရယူပြီးတော့မပူတင်းချင်းရွာငလုံးတန်းရေပြင်မှာလုတ်ကန်ခွင့်ပြုထားပါတယ်။ရှက်ဆွဲတဲ့လေပိုင်ရှင်တွေကတော့ ကိုထွန်းမန္နဇော်မင်းနဲ့ကြော်ကြော်တို့ဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီလေတွေကတရက်ကိုရှက်တန်းချင်း၁၀တန်းခန့်ကိုထိုင်းဘတ်ငွေ၁၀သိန်းနဲ့နေ့စဉ်မန္နကတာဝန်ယူပြီးတော့ရောင်းချပေးနေပါတယ်လို့ဒေတာသတင်းရင်းမြစ်ကရှင်းပြထားပါတယ်။စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာကော်တောင်းမြို့ရေးတပ်စခန်းဌာနချုပ်ကလက်ငွေရယူပြီးတော့ငါးခိုးဖန်းခွင့်များမူရစေဝါနဲ့တရားမဝင်ကုန်သွယ်မှုလမ်းကြောင်းများကိုခွင့်ပြုနေတယ်လို့သိရပါတယ်။အခုလိုမျိုးတရားမဝင်လုပ်ငန်းများကိုခွင့်ပြုနေခြင်းကြောင့်ကော်တောင်းရေးတပ်စခန်းဌာနချုပ်ကစစ်အရာရှိကြီးများဟာ ချမ်းသာကြွယ်ဝလာကြကြောင်းတင်ပြရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တင်ရတော့မန္တလေးမြို့ဂောဝိန်စိတ်ကံရတနာဘုံတင်မောချင်းရေဒါစခန်းမှာစိုက်ကပ်ထားတဲ့စစ်တင်မောတွေအပါအဝင်စစ်ကောင်စီအုပ်စုရဲ့ထောက်ပို့နဲ့ခိုးရပါပစ္စည်းတွေတဲတဲ့ရေရင်အစီး20ခန်းဟာဒီကနေ့ဇွန်လ18ရက်နေ့မနက်၈နာရီလောက်မှာ AOD မြေချောင်းအတိုင်းအထက်ပိုင်းကိုစံတက်လာနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီရေရင်အုပ်စုဟာကားတာယာဟောင်းတွေတဲအိတ်တွေနဲ့အကာအကွယ်ပြုလုပ်ထားတဲ့ တိုက်သင်းမော2စီကန်းထိုးသင်းမော2စီဖလက်စစ်သင်းမော2စီနဲ့ကုန်တင်သင်းမောတွေပါလာတယ်လို့ဆိုပါတယ်အကုန်ပါလာတယ်စုစုပေါင်း15စီနဲ့အစီး20ကြားရှိမယ်ဂန်းဘုတ်2စီ LCM အကြီးတစီ LCM အသေးတစီလက်နက်ကြီးတင်တဲ့ဖလက်2စီတွဲတွန်းကတော့အတိအကျမသိရဘူးတန်ခွန်နဲ့သင်းမောပေါင်းရင်9စီလောက်တော့သိထားရတယ်လို့ သတင်းရင်းမြစ်ကပြောပြထားပါတယ်။အေအော်ရီမြေကြောင်းအတိုင်းဆန်တက်လာတဲ့သင်းမော်တွေဟာလက်ရှိမှာသခိုင်းနဲ့မင်းကုန်းကိုကြော်လာပြီးဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီစစ်သင်းမော်နဲ့ရေရင်တွေဟာမြေကြောင်းအတိုင်းတပိတ်ချင်းတကောင်းထိကြိုက်နဲ့ဗမော်မြို့တွေအထိဆန်တက်မယ်လို့သတင်းရရှိထားကြောင်းဒေသခံတော်လိုင်းအင်အားစုတွေကပြောပါတယ်။ကျွန်တော်တို့ရထားတဲ့သတင်းကတော့တချို့ကတပိတ်ချင်းကိုကတ်ပြီးတော့ခွနမိုင်နဲ့ကြောက်ကြီးမှာအားဖြစ်ပြီးမိုးကုတ်ကိုတိုးမယ်။တချို့ကဗမော်ဘက်ကိုတက်မယ်လို့သတင်းရင်းမြစ်တအုပ်ကပြောဆိုထားပါတယ်။ စစ်သည်မတွေစံတက်လာနိုင်ဖို့အတွက်စစ်ခွေးတပ်ဟာဇွန်လလဆန်းအတွင်းမှာအေအဝရီမြေကျောင်းတစ်လျှောက်မှာရှိတဲ့မရိယာဆင်ကုနဲ့တပိတ်ချင်းမြို့နယ်တွေမှာနေမြေရှင်းလင်းတာကင်းထောက်တာလေကျောင်းတိုက်ခိုက်မှုတွေကိုပြုလုပ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်စစ်ခွေးအုပ်စုရဲ့စစ်သည်မထောက်ဖို့နဲ့ခိုးရပါပစ္စည်းတဲတဲ့ရေရင်တွေစံတက်လာပြီဖြစ်တဲ့အတွက် မြေကျောင်းတက်လျှောက်မြို့တွေရွာတွေကပြည်သူတွေသတိပြုနေထိုင်ကြဖို့လည်းတော်လိုင်းအင်အားစုတွေကတိုက်တွန်းထားပါတယ်လက်တလုံးမှာတော့တပိတ်ချင်းမြို့နယ်ခွန်းမိုင်ကြီးရွာမှာရှိတဲ့စခတနှစ်လို့ခေါ်တယ်အမတ်နှစ်စေအခြေခံလေ့ကျင့်ရေးတပ်အတွင်းမှာခိုးအောင်းနေတယ်စစ်ခွေးအုပ်စုက ARD မြေကန် တပိတ်ချင်းမျိုးပတ်တွေကိုဖောက်ထွက်ဖို့စ조사နေလို့6မိုင်9မိုင်နဲ့4မိုင်ရွာတွေဘက်မှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ9မိုင်ရွာကနေ4မိုင်ရွာအထိစစ်ကြောင်းထိုးလာတဲ့စစ်ခွဲအုပ်စုကကျေးရွာအတွင်းမှာရှိတဲ့ပြည်သူတွေရဲ့နေအိမ်တွေကိုမိရှုဖျက်ဆီးခဲ့တယ်လို့လေကြောင်းကနေဘုံကျဲတိုက်ခိုက်ကြကြောင်း4မိုင်ရွာနဲ့အနီးဝန်းကျင်ကရွာတွေသာမကတပိတ်ချင်းမျိုးပေါ်မှာနေတဲ့ပြည်သူတွေပါစစ်ဘေးတိမ်းရှောင်ထွက်ပြေးနေရတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ဩဂတ်လအတွင်းကလည်းစစ်ခွဲအုပ်စုရဲ့စစ်သည်မော် ထောက်ဖို့နဲ့ခိုးရပါပစ္စည်းတွေတဲတဲ့ရေရင်တွေဟာမန္တလေးကနေဗမော်အထိ ARD မြေကြောင်းအတိုင်းဆန်တက်ခဲ့ပြီးတော့အဲ့ဒီရေရင်တွေကိုကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့တော်လိုင်းအင်အားစုတွေတိုက်ခိုက်ရာစစ်ရေရင်နှစ်စီးနစ်မြုပ်ပြီးတော့လေးစီးပျက်စီးသွားတယ်လို့သိရပါတယ်။စစ်ခွေးအုပ်စုဟာမြေရီတက်တဲ့အချိန်တိုင်းမြေကြောင်းကိုအုံပြုကစစ်စခန်းတွေနဲ့ပြူစောတိစခန်းတွေအတော်လက်နက်ခဲရတဲ့ရိတ်ခါတွေထောက်ဖို့လေရှိပြီးစစ်အုပ်စုနဲ့ပြူစောတိတွေခိုးယူလူရထားတဲ့ပျက်စီးတွေကိုပြန်လည်တည်ယူတာတွေကလှုပ်ဆောင်လေရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းရေစကြိုမြို့နယ်ကခြေရွာတွေကိုစစ်ခွေးအုပ်စုကလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်လို့နေအိမ်ပေါ်ကြားရောက်ပေါက်ခွဲကမီးလောင်လို့မီးငိမ့်ပေးနေတဲ့အချိန်ထမှန်လက်နက်ကြီးနဲ့ထုခံရလို့တော်လိုင်းရဲဘော်နဲ့ CDM ဆီယမ်မအပါအဝင်၄ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇူလိုင်လ15ရက်နေ့ည10:00နာရီခန့်ကရေစကြိုမြို့မှာရှိတဲ့စစ်ခွေးအုပ်စုရဲ့ခြေလင်းတိုင်ရင်ခလိုက်ရ258ကနေ80မမလက်နက်ကြီးနဲ့ရန်ကားပစ်ခတ်ခဲ့ရာ လေးမိုင်ခန့်အကွာမှာရှိတဲ့ကံဘက်ခြေရွာတဲကိုကြက်ရောက်ပောက်ကွဲခဲ့တယ်လို့ဆိုပါတယ်လက်နက်ကြီးကြောင့်မိလောင်နေတဲ့ပြည်သူတွေရဲ့နေအိမ်ကိုမိငိမ့်တက်နေတဲ့အချိန်စစ်ခွဲအုပ်စုကလက်နက်ကြီးနဲ့ထပ်မံပစ်ခတ်တာကြောင့်မိငိမ့်နေတဲ့သူတွေနဲ့ကုညီကယ်ဆယ်ရေးလောက်ကင်နေတဲ့သူတွေကိုထိမှန်ပြီးရေစကြိုပကဖရဲဘော်ကောက်ကြီးခေါ်မောင်းရန်နိုင်တဲ့ဇနီးမတစင်ဝေ CDM ကြောင်းဆရာမမန်းနွေဦးမင်းနဲ့ကံဘက်ခြေရွာကမောင်းရှင်းလင်းကိုတို့တေဆုံးကရွာကန်လေးဦးဒဏ်ရာရရှိခဲ့တယ်လို့ရေစကြိုပကဖပြန်ကြားရေးတာဝန်ခံကပြောဆိုထားပါတယ် ျွန်တော်တို့ရဲဘော်ကောက်ချင်းနဲ့သူ့ရဲ့ဇနီးဖြစ်သူကတော့တညာလုံးစေကူတာမှု ပေးနေတယ်၁၆ရက်နေ့မနက်၄နာရီခွဲလောက်မှာပဲအသက်ဆုံးရှုံးသွားပါတယ် CDM ကြောင်းဆရာမမန်ွေဦးမေကတော့နေရာမှာနေမဲ့တေဆုံးသွားတာပါလို့ပြောပြထားပါတယ်ဒီကိဒံရရတယ်ကံဘဲရွာကပြည်သူလေးဦးကိုလည်းစေဝါကုသမှုတွေပေးနေတယ်လို့ဆိုပါတယ်လက်နက်ကြီးကြောက်ပောက်ခွဲလို့တေးဆုံးသွားတယ်ရဲဘော်ကောက်ကြီးနဲ့ဇနီးဖြစ်သူကိုရေစကြိုဘက်ကဘကတပ်ဖွဲ့ရဲ့ဒလိထုံးစံနဲ့မိသကြိုပေးခဲ့တယ်လို့ရေစကြိုဘက်ကဘပြန်ကြားရေးတောင်ငန်းကပြောပါတယ်ရေစကြို နေမှာ စခန်းထဲကနေအပြင်ကိုတိတ်မထွက်ရဲတော့တဲ့စစ်ခွေးအုပ်စုဟာစခန်းရှိဂိတ်ဖွဲ့ပြီးငွေညစ်တာတခါတည်းကအုပ်စုဖွဲ့ပြီးတော့လက်နက်ကမ်းပြီးခြေရွာတွေကိုစီးနေလူရက်ဖောက်ထွင်းတာတွေကိုကျူးလွန်ပြီးအဲ့ဒီခိုးရပါပစ္စည်းတွေနဲ့မူယူတောက်စားကအနည်းဝန်းကျင်မှာရှိတဲ့ခြေရွာတွေကိုလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်လေရှိတယ်လို့ဒေသခံတွေကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အေယာဝတီတိုင်းဘိုကလေးမြို့နယ်မှာညီနောင်ဖျားရွာအုပ်ချုပ်ရေးမှုမျိုးမင်းအောင်နဲ့စကားများရံဖြစ်တဲ့အသက်25နှစ်အရွယ်မောင်အောင်အောင်ကိုခမရ934တိုင်ရင်ကစစ်မှုထမ်းအဖြစ်နဲ့ပေါ်တာဆွဲဖမ်းဆီးသွားပြီးတပ်ထဲမှာရိုက်တက်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေယာဝတီတိုင်းဘိုကလေးမြို့နယ်ညီနောင်ဖျားရွာအုပ်စုမှာနေထိုင်တဲ့အသက်25နှစ်အရွယ်မောင်အောင်အောင်ကစစ်မှုထမ်းခိုင်းနေတဲ့ကျေးရွာအုပ်ချုပ်ရေးမှုမျိုးမင်းအောင်နဲ့စကားများရံဖြစ်ခဲ့တယ်လို့သိရပါဗျ။ဇူလိုင်လ10ရက်နေ့မှာအုပ်ချုပ်ရေးမှုမျိုးမင်းအောင်က မော်လမြိုင်ကျွန်းမြို့နယ်မှာရှိတဲ့ခမရ934တန်ရင်ကိုဖုံးဆက်ပြီးတော့မောင်အောင်ကိုစစ်မှုထမ်းအဖြစ်နဲ့ဖမ်းဆီးခိုင်းခဲ့တယ်လို့သိရပါတယ်ခမရ934တန်ရင်ကမောင်အောင်ကိုစစ်မှုထမ်းအဖြစ်နဲ့ဖမ်းခေါ်သွားတဲ့အတော့မောင်အောင်ရဲ့မိသားစုဝင်တွေကမောင်အောင်အောင်ပြန်လဲလွတ်မြောက်ရေးအတော့ခမရ934တန်ရင်ရှိရာမော်လမြိုင်ကျွန်းမြို့နယ်အထိတွားရောက်ပြီးတော့ညှိနှိုင်းခဲ့တယ်လို့ပြောပါတယ်အဲ့ဒီနောက်ခမရ934တန်ရင်ကအရာရှိက320ပေးဖို့အတွက် တောင်းရန်ခဲ့တယ်လို့ပြောပါတယ်ဇွန်လ17ရက်နေ့မှာမောင်အောင်အောင်ရဲ့မိသားစုဝင်များက ခမရ934တက်ရရှိထံကိုငွေကျပ်320ပေးပို့ခဲ့ပြီးတဲ့နောက်ခမရ934တက်ကမောင်အောင်အောင်ရဲ့ရုပ်အလောင်းကိုမော်လမြိုင်ကျွန်းမြို့နယ်ဆေးရုံမှာရှိတဲ့ရင်ခွဲရုံထံမှာတွားရောက်ထုတ်ယူရန် ပြောဆိုလိုက်တယ်လို့သိရပါတယ်ခမရ934တက်ရရှိက320ပေးရင်လှုပ်ပေးမယ်ဆိုလို့မိသားစုကရွာကိုပြန်ပြီးတော့သူတို့ပိုင်ဆိုင်တဲ့လေတွေကိုအားချင်းချက်ချင်းပြန်ရောင်းတယ် တယ်3120ရတော့တက်ကိုသွားပေးတယ်အဲ့ဒီမှာတက်ကခမရတို့သားမော်ကျွန်းစေးုံမှာဆိုပြီးတော့ပြောတယ်မိသားစုကလိုက်သွားတော့ရင်ခွဲရုံမှာအလောင်းပဲပြန်ရခဲ့တယ်လို့ဒေဆုံးသူမောင်အောင်ရဲ့မိတ်ဆွေကရှင်းပြထားပါတယ်ခမရ934တိုင်ရင်ကရိုက်နဲ့တက်ဖြတ်ထားတဲ့မောင်အောင်ရဲ့ရုပ်အလောင်းဟာမော်လမြိုင်ကျွန်းစေးုံရင်ခွဲရုံမှာအိုးကောင်းထုရိုက်ခံထားရတဲ့ဒဏ်ရာများမျက်နှာမှာနှိပ်စက်ထားတဲ့ဒဏ်ရာများတွားများကျိုးပဲ့ဒဏ်ရာများခန္ဓာကိုယ်မှာဒဏ်ရာများစွာနဲ့ဒေဆုံးနေကြောင်းတွေ့ရပါတယ်ဘိုးကလေးမျိုးနဲ့ညီနောင်ဖျားချီရောအုပ်ချုပ်ရင်းမှု ယုံမင်းအောင်ရဲ့ဖုံးဆက်မှုကြောင့်ခမရ934တိုင်ရင်ကဖမ်းဆီးရမိခဲ့တဲ့မောင်အောင်ကိုတပ်ကဖမ်းဆီးပြီးတဲ့နောက်နေချင်းတပ်ဖြတ်ပစ်ခဲ့တယ်လို့သိရပါဗျ။စစ်မှုထမ်းရမယ်ဆိုပြီးတော့ဖမ်းဆီးခံလိုက်ရတဲ့မောင်အောင်တိတ်ဆုံးမှုအတော့ဖုံးဆက်ဖမ်းဆီးခိုင်းခဲ့တဲ့ညီနောင်ဖျားချေးရွာအုပ်ချုပ်ရေးမှုမျိုးမင်းအောင်နဲ့ရိုက်နှက်တပ်ဖြတ်ခဲ့တဲ့ခမရ934တပ်ကအရာရှိနဲ့စစ်တီများကိုအခုချိန်ထိဘယ်သူမှအေးအေးအမှုဖွင့်နိုင်ခြင်းမရှိသေးကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။အခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာနာရှင်ဆက်နဲ့စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ